စကိုင်းတိုင်းချောင်းဦးမြို့နယ်ပုံတူကျေးရွာမှာတရင်ကျိုးလာပညာကလေကြောင်းတိုက်ခိုက်ခံရပါတယ်။စစ်အာဏာရှင်စန့်ကျင်စီမီတပိတ်ပြုလုပ်နေစဉ်မှာစစ်ကော်မရှင်တပ်ကနေစစ်တပ်လေးတွေနဲ့120မမပုံသီးနှလုံးကျဲချပြီးတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်တေဆုံးသူ40ဝန်းကျင်ရှိခဲ့ပြီးအများပြားဒဏ်ရာရရှိခဲ့ပါတယ်။ ိဆုံးသူတွေထဲမှာကလေးငယ်တွေအမျိုးသမီးတွေအရက်သားတွေနဲ့စီရီယံကျောင်းဆရာဝန်တွေပါဝင်တယ်လို့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေတပိတ်ကော်မတီဝင်တွေကာကွယ်ရေးတဖွဲ့ဝင်အချို့လည်းပါဝင်ပါတယ်ဒီအကြောင်းကိုစေအုပ်စုထောက်ခံတဲ့ Telegram Channel တွေမှာစေအုပ်စုရဲ့လုပ်ရက်ကိုချီးကျူးထောက်ခံရေးသားပြောဆိုမှုတွေတွေ့ရပါတယ်ဗုံးကျဲခံရသူတွေဟာအရက်သားတွေမဟုတ်ပဲ PDF တဖွဲ့ဝင်တွေတပိတ်သမားတွေနဲ့ PDF တွေကိုထောက်ခံသူတွေဖြစ်တာကြောင့်ခုလိုဗုံးကျဲရတဲ့အကြောင်း PDF တွေစုဝေးနေလို့စည်ရေးပြမျက်ကိုဗုံးကျဲတာကြောင့်စစ်မြေပြင်တိုက်ပွဲစီးမြင်းများ ROE နဲ့ကိုက်ညီတဲ့အကြောင်း နောက်ပြီးမသေးခြင်းအလင်းဝင်အလင်းမဝင်ခြင်းအသေးခံကြလို့ဆိုပြီးချိန်ကြောက်ရည်သားထားတာတွေတွေ့ရပါတယ်။နောက်ထပ်တစ်ခုကတော့တိတ်ဆုံးသူတွေထဲမှာ PDF 6ယောက်၊တပိတ်တပား4ယောက်နဲ့ CDN 1ယောက်ပါဝင်တာကိုပဲဖော်ပြပြီးတကယ်တမ်းတိတ်ဆုံးသူတွေထဲမှာအမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်အရသာတိတ်ဆုံးမှုကိုတော့လေးလေရှုထားတာကိုတွေ့ရပါတယ်။အရင်ကစစ်အုပ်စုကျူးလွန်ခဲ့တဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုတွေမှာစစ်လော်ဘီတွေဟာစစ်တပ်ကကျူးလွန်နေပြမှုမဟုတ်ကြောင်းတွင်တွင်ပြောဆိုပါတယ်။ ဗဇီကြီးလိုလေကြောင်းတက်ခိုက်မှုမှာလက်နက်တိုက်ရှိလို့ဆိုတဲ့ဆွဆွဲချက်မျိုးတွေအိုလိန်တွင်စာတင်ကြောင်းတက်ခတ်ခံရမှုကိုစာတင်ကြောင်းမှာထားတဲ့လက်နက်တိုက်ပောက်ခွဲမှုအဖြစ်ပုံဖော်တာတွေပါအခုပုံတို့ရဖြစ်စင်မှာတော့မုံရချီဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်မော်တာဖြစ်ကြောင်းထင်ရှားနေပြီးကျူးလွန်သူဟာစစ်ကော်မရှင်ဖြစ်ကြောင်းညင်းမရတဲ့အချက်လက်တွေရှိနေပါတယ်ဒီလိုချိန်မှာစစ်လော်ဘီတွေရဲ့ဝါဒဖြန့်မှုဟာပြောင်းလဲလာပါတယ်စီးရေးပြမျက်ကိုတိုက်ခိုက်တာပီရက်တွေတိစုံးတာကိုထောက်ပြပြီးစစ်မြေပြင်တိုက်ပွဲစီးမင်း ROE နဲ့ကိုက်ညီတယ်လို့ဖော်ပြပါတယ် ကလေးငယ်တွေအပါအဝင်အရသာတိဆုံမှုကိုတော့မသိကျင်အောင်ဆောင်ထားတာတွေ့ရပါတယ်။ထိခိုက်တိဆုံမှုဖြစ်စဉ်အမှန်ကိုအခြေခံထားပြီးကျူးလွန်သူအပြစ်မရှိကြောင်းကိုတတ်တည်ထူကြပါတယ်။စစ်ကော်မရှင်တပ်ရဲ့ ROE ကိုအများပြည်သူသိရှိအောင်ချပြထားတာမတွေ့ရပါဘူး။တိုးတော်လေစစ်ကောင်းဆောင်တွေအပါအဝင်လက်ဝေခံမီဒီယာတွေနဲ့လော်ဘီတွေကတော့တိုက်ဝဲစီးမြင့်တွေနဲ့အညီဆိုတဲ့စကားလုံးကိုတော့အခခွင့်တင်နိုင်အသုံးပြုလို့ရှိပါတယ်။စစ်ကော်မရှင်ကိုထောက်ခံတဲ့ပြည်ချစ်သားဆိုတဲ့ website မှာတော့ဒါနဲ့ပတ်သက်ပြီး၁ရန်သူကတော့တိုက်ခိုက်ပါ၂စစ်ရေးရီမှန်းချက်များကတော့တိုက်ခိုက်ပါ 3. အယက်သားများကိုကောက်ွယ်ဆောင်ရှောက်မှုပေးပါ 4. စစ်ပွဲဆိုင်ရာဥပဒေနဲ့အညီလိုက်နာဆောင်ရွက်ပါ 5. စစ်ပွဲဆိုင်ရာဥပဒေနဲ့အညီလှုပ်ဆောင်ပါဥပဒေချိုးဖောက်ကြောင်တန်ရရှိပါကအထက်ရာရှိတွေထံတရင်ပို့ပါ6အရက်သားပိုင်ပစ္စည်းတွေကို လေးစားပါ9လက်နက်ချလာသူကို ပတိုက်ခိုက်ရ10မိမိကိုယ်တိုင်ဖြစ်စေမိမိတပ်ဖွဲ့မိမိတပ်ကိုပူးပေါင်းဆောင်ရွက်နေတဲ့တပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့ပစ္စည်းတွေကိုကာကွယ်ခြင်းမှာအပစေယုံနေပလီတွေ ခရိယန်ဖျားเจ้าတွေအထွတ်မြတ်ထားသောနေရာတွေစာတင်เจ้าတွေပြတိုက်တွေအမျိုးသားအထိတ်မှတ်တွေနဲ့အခြားသောသမိုင်းဆိုင်ရာနဲ့ယဉ်ကျေးမှုဆိုင်ရာနေရာတွေကိုမတိုက်ခိုက်ရဆိုပြီးဖော်ပြထားပါတယ်။ဒါတွေကိုကြည့်ရင်တော့ဘုံတူရဖြစ်စင်မှာရက်သားတွေအများပြားထိခိုက်သိဆုံးလာကြအောင်ကာဝယ်ဆောက်ရှောက်ရမယ့်တာဝန်ပြက်ကွက်ပြီးဒီစီးမျဉ်းကိုချိုးဖောက်လိုက်တာသိတာပါ။ ROE ဆိုတာဟာမြစ်စစ်မြေပြင်တိုက်ပွဲစီးမျဉ်းတနည်းအားဖြင့် ထိတွေ့တိုက်ခိုက်မှုစီးမြင့်လို့လည်းတုံ့နှုံကြတဲ့ Ruot Engagement မှာဒီစီးမြင့်ဟာများသောအားဖြင့်နိုင်ငံတကာစစ်ဥပဒေလက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေလိုခေါ်ဆိုလို့ရှိတဲ့နိုင်ငံတကာစစ်စည်းကမ်းဥပဒေတွေနဲ့ Geneva Convention Protocols တွေကိုအခြေခံပြီးရေးဆွဲပါတယ်။ဒါရီယာကြည့်မယ်ဆိုရင်အရက်သားတွေစုဝေးတဲ့နေရာကိုပြစ်မှတ်ထားတိုက်ခိုက်တာစစ်သားတွေနဲ့အရက်သားတွေတိုက်စုံမှုမှာအချိုးအစားမများတာပဲအရက်သားတိုက်စုံမှုများပြားလွန်နေတာ။ ကြိုတင်တတိပေးမှုမရှိပဲလေချောင်းကနေဘုံကျဲချတာတွေဟာအရသာတည်ဆုံးမှုကိုခ ्यू မဆိုင်ပဲလိုက်နိုင်ရမယ့်စီမင်းစည်းကမ်းတွေကိုချိုးဖောက်ခဲ့တာပဲဖြစ်ပါတယ်ဘုံတို့ရဖြစ်စင်မှာကျူးလွန်သူဟာစစ်ကော်မရှင်ဖြစ်ကြောင်းညင်းမရတဲ့အခြေအနေမှာလော်ဘီတွေဟာမြို့သမီးနဲ့ကလေးငယ်တွေအများပြားတိုက်စုံမှုကိုမတိကြိုးကြုံပြုပါတယ်။တိုက်စုံသူတွေထဲမှာကာကွယ်ရေးတပ်သားပါဝင်တာကိုလုံးချပြီးအကုန်လုံးကိုအကြမ်းဖက်သမားတွေလို့ခေါင်းစဉ်တတ်ပါတယ်။နောက်ပြီးရန်သူကိုစီမင်းတွေနဲ့အညီချိန်မုံကြောင်တက်တည်ထူကြပါတယ်။ စစ်စင်းမျိုးတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီးနောင်လာမဲ့မိကုန်းတွေမှာလည်းစစ်ကောင်းဆောင်တွေစီကထိတွေ့တိုက်ခိုက်မှုစီမြင် ROE နဲ့အညီဆိုတဲ့စကလုံးကိုရိုးရိုးနေအောင်ကြားရအောင်မှာပဲဖြစ်ကြောင်းပြောရင်းနေကုန်းချုပ်လိုက်ပြရစီမြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့တင်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် t.alliance/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့တင်းအကြောင်းအရာကိုလင်းနဲ့တကွပေးပို့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ် လူ့ကောင်မီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာ Myanmar ဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။